ဖေဖေကျွန်တော်အရာအလုံးကိုမြင်နိုင်ပြီဖေဖေဂျေစုပြုပြီးကျွန်တော်မျက်လုံးတွေကောင်းနေသလားလို့ဂေါရီကဝမ်းထားအာရအော်လိုက်တယ်ကီရှန်ကဟေးဟေးအင်ဂျင်ကြီး ဖေဖေတို့အတွက်အရန်ဂျေစုပါမိန်ဖေဖေတို့ဘဝရဲ့စိုးရိမ်မှုတွေကိုဖယ်ထုတ်ပစ်လိုက်တယ်ခဏအကြာမှာမိုးအသက်ဖြစ်သွားလေကျွန်တော်မင်းကိုဂျေစုဘလို့တင်ထားမလဲဂျေစုအများကြီးတင်ပါတယ်နှစ်သမီးလေးမင်းကအရန်တော်တယ်လို့ပြောလိုက်တယ် ကော်ရီကဖေ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 ကထခြားအရာအလုံးထက်ဖယားသခင်ကိုပဲအနန္တာဖို့ကျွန်တော်ပြောခဲ့တယ်။ဖယားသခင်ကအရာရာကိုအစဉ်ပြေအောင်လုပ်ပေးလိမ့်မယ်။ယနေ့ကြည့်ပါဖယားသခင်ကကောင်းကင်တမန်ပုံချာနဲ့ကြွလာပြီးကျွန်တော်မြလုံလေးတတ်တာသွားပြီးလို့ပြောတော့ကိရှန်ကမင်းကတော်တယ်တမီသူမပြောတာလုံးဝမှန်တယ်။ဖယားပေါ်မှာစစ်မှန်ဖို့ယုံကြည်ခြင်းကိုပေးရင်အချီနီးမဟုတ်ပေ။ယုံကြည်ခြင်းဟာကြီးမားတဲ့တန်ခိုးပါ။ဖယားသခင်ကကျွန် ော်တို့အားဒီကဘာမြေကြီးပေါ်မှာအချင်းချင်းနှောင်ကြိုးပေးထားတယ်။တယောက်ကိုတယောက်ယုံကြည်ပြီးကူညီဖို့ပဲဆေလွတ်ချင်းခံရတယ်လို့ပြောလိုက်တယ်။နတ်သမီးလေးလည်းဒီလိုပြောပြီးကောင်းကင်မှာပြန်ဝဲပျောက်ကွယ်သွားခဲ့ပါလေ။ပျော်ရွှင်စရာဘဝတစ်အခြားတစ်ဖက်မှာမင်းသားဘီယာလည်းဂေါရီကိုလိုက်ရှာရင်တောအုပ်ထဲရောက်လာလေ။ကျွန်တော်ဂေါရီကိုရှာနေရကြပြီ။ဒါပေမဲ့အခုအချိန်အထိတော့သူ့ကိုခြေရာရာမတွေ့သေးဘူး။ပြီးတော့သူမဘဲမနေမလဲလို့မင်းသားတွေးနေတော့ကိရှာ န်နဲ့ဂေါရီကိုတွေ့လိုက်တယ်။ဟေးဂေါရီကျွန်တော်မင်းကိုရှာနေတာကြာပြီ။ကျွန်တော်မင်းကိုတွေ့ခဲ့လားကောင်းပါလေလို့မင်းသားကပြောလိုက်တယ်။ အိုးမင်းသားဒီမှာအားလုံးအဆင်ပြေရလားလို့ကီရှန်ကမေတော့မင်းသားကဟုတ်ကဲ့အားလုံးအဆင်ပြေပါတယ်ကျွန်တော်မင်းတို့နှစ်ယောက်လုံးကိုလိုက်ရှာနေတာကြည်ပါကျွန်တော်မင်းကိုတခုပြောချင်တယ်ကျွန်တော်သမီးကိုအယမ်းကြိုက်တယ်ကျွန်တော်သမီးကိုလက်ချက်မလားလို့မေးလိုက်တယ်ကီရှန်ကဒါပေမဲ့မင်းသားကျွန်တော်သမီးကမျက်မမြင်မျက်မမြင်မင်းကလေးနဲ့လက်ချက်မလားလို့မေးတော့မင်းသားကကြည်ပါဂေါရီရဲ့ချိုးရင်ချတခုဟာကျွန်တော်ကို စိတ်အနှောင့်အယှက်မဖြစ်စေဘူးလူစိတ်အမြင် ာအရာရာတယ်လို့ပြန်ပြေးလိုက်တယ်။ဂေါ်ရီကအခေရဲ့စကားကိုသိတဆိတ်ကြတော့ဖေ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 မင်းသားကိုဘာလို့လိန်နေတာလဲ။ဘာလို့သူတို့ကို အခုမပြောတာလဲ။ကျွန်တော်အမြင်အာယုံ တိုးတက်လာပြီလို့ဝင်ပြောလိုက်တယ်။ အိုးသမီးမင်းသားကိုစမ်းတက်နေခဲ့တာလို့ကိရှန်ကပြောတော့မင်းသားကမင်းတို့နှစ်ယောက်ဘာတွေပြောနေတာလဲခမ ्या ကိုတခုခုပြောပြချင်းတယ်လို့မေးတယ်ကိရှန်ကအထက်အထက်အားလုံးကိုပြောပြလိုက်တယ်ဘာလဲဂေါ်ရီရဲ့အမြင်အာရုံကတကယ်ကိုပိုကောင်းလာသလားအိုးဒါကအရန်ကောင်းပါတယ်လို့မင်းသားကအန်တော်ဝန်တာပြောတယ် ဟုတ်တယ်မင်းသားကျွန်တော်မင်းကိုစမ်းသပ်နေခဲ့တာပါမင်းကကျွန်တော်တမီးကိုချိုးတက်မှုနဲ့အတူလက်ခံကျင်ခဲ့တာနံပါတ်၁အဘဲကြောင့်ဆိုတော့ဘဝဟာအပေါ်ယံတန်တန်အားဖြင့်တာမဟုတ်ဘူးကျွန်တော်တို့ဟာ အလားတရာဖြင့်ရှောက်လန့်ကြတာမဟုတ်ပဲအားနေချက်ကိုလည်းလက်ခံရမယ်လို့ကီရှန်ကရှင်းပြတယ်မင်းသားကအဲ့ဒါဟုတ်ပါတယ်မင်းပြောတာမှန်တယ်အမှန်အတိုင်းပြောရင်ဂေါ်ရီရဲ့ကောင်းမှုရိုရှင်မှု သူမရဲ့အပြစ်ကင်းစင်တာကိုကျွန်တော်အရင်သဘောကျတယ်သူရဲ့မျက်စိပြန်မလာရင်တော့ ဂေါ်ရီနဲ့အတူရှိနေမှာပါကျွန်တော်သူမကိုလက်ထပ်ပြီးထာဝရချစ်မယ်လို့ပြောလိုက်တယ်အခုမင်းကြီးမင်းသားနဲ့ဂေါ်ရီတို့ရဲ့ချီးမြှောက်မှုဖြင့်အိမ်ထောင်ကြပြီးနှစ်ယောက်လုံးပျော်ရွှင်စွာနန်းတော်ထဲမှာအတူနေထိုင်ကြတယ်